ကြောက်စရာကောင်းတဲ့အိမ်မက်ကြောင့် KTA ရာကနေလန်နူလာရယ် KTA ကအမျိုးသမီးပိုင်းလို့တယောက်ဖြစ်ပါရယ်ရုပ်တရက်ကြုံလာရတဲ့အခြေအနေတွေကိုတောင်မှကောင်းကောင်းထိတ်ချုံနိုင်ပါရယ် KTA မျိုးသားဖြစ်တဲ့အောင်ကျော်ကဆရာဝန်တယောက်ဖြစ်ပါရယ်အလုံများတဲ့လင်မယားမလို့အတူရှိချိန်ကအတော်လေးနေပါရယ်လင်မယားနှစ်ယောက်ရွှေရှင်တဲ့ဘွားကိုပိုင်ဆိုင်ထားကြပြီးတော့ဘွားကြီးကတာယာပါရယ်တရက်တော့လေးစိမ့်မှာခင်မဆိုတဲ့ကောင်မလေးကိုပြန်တွေ့ပါရယ်ခင်မကိုမမြင်ချင်အောင်ဆောင်လိုက်ပေမဲ့ခင်မကလာဖုန်းနံပါတ်တောင်းသွားရယ်အိမ်ရောက်တော့ခင်မရဲ့ Instagram အကောင့်ကိုဝင်ပြီးတော့ဆက်ဆွေးကြည့်ပါရယ်ခင်မကတွေ့ချင်တဲ့ဆိုလို့အိမ်ကုန်လေးလေစားစားဖို့ဖိတ်လိုက်ပါရယ်ခင်မကတပ်ပုံစရာတယောက်ဖြစ်ပြီးတော့တပ်ပုံပြပွဲတစ်ခု ုတက်ပြင်ဆင်နေပါရီတကယ်တော့ခင်မကကေတီရဲ့အရင်ကြီးစားဖြစ်ပါရီကေတီကခင်မကိုဖြတ်ပြီးတော့အအောင်နဲ့လက်ချခဲ့ပါရီဒီနေ့အလုပ်ချိန်ပြီးတော့အိမ်တန်းမပြန်မဲနဲ့ခင်မနေတဲ့ပင်လယ်ကမ်းခြေအိမ်လေးကြီးကိုသွားလဲပါရီခင်မကဝမ်မတတာနဲ့ကြိုဆိုပြီးတော့အရင်ကအကြောင်းတွေပြန်ပြောရင်းနဲ့နံပြရိုက်ပါရီဖောက်ပြန်တာယောက်ျားတီးပြီးတော့လေပင်ညစ်တာခံရတယ်လို့အိမ်မက်မက်ပါရီအိမ်မက်ကလန်နုလာတာနဲ့အိမ်ကိုအမြန်ပြန်ပြေးပါရီနောက်ရက်ဒီမှာလည်းအလုပ်မှာတိတ်အာရုံမရပဲနဲ့အားတဲ့အချိန်တိုင်းမှာခင်မနဲ့နံပြသွားရိုက်ပါရီအတူတူရှိနေတဲ့အချိန်မှာကြီးစားစီကဖုန်လာလို့ခင်မကဖုန်းထွက်ပြောပါရီခင်မကွန်ပျူတာထဲမှာသူတို့အိမ်ယာတွေကပုံလေးရှိနေတာမြင် ်လိုက်ပါရယ်။တဖော်မီရဲ့နဲ့ချိန်ထားရမလို့ကေတီစီရုံကိုအမြန်ပြန်ပြေးလာပါရယ်။အောင်နဲ့ကလေးယူတော့မှမလို့ခင်မနဲ့အဆက်တွေလာဖြတ်ပါရယ်။ဒါပေမဲ့ခင်မဆွဲဆောင်မှုတွေကိုမလွန်ဆန်နိုင်လို့အဲ့ရဘိုးကိုထက်ရောက်သွားပါရယ်။တင်းနုလာလို့ကြည့်လိုက်တော့ခင်မကနေနောက်ကနေရမှာအကွဲချောင်းနဲ့အပေါက်တစ်ခုရှိနေတာတည်လိုက်ရပါရယ်။ဒီအပေါက်ကနေချောင်းကြည့်နေတဲ့မျက်လုံးလေးစုံကိုမြင်လိုက်ရပြီးတော့ကေတီလန့်သွားပါရယ်။ခလန်လန်းကဆိုင်ငယ်ကိုမြင်တော့သူတို့ကိုလာချောင်းတာအောင်လားလို့တန်တရားဝင်သွားပါရယ်။မိသားစုနဲ့အတူတူခီးထွက်နေတဲ့အချိန်မှာလဲစိတ်ကခင်မစီရောက်ပြီးတော့ထင်အောင်ထင်မရဖြစ်ပါရယ်။လန့်ခွဲစကားသွားပြောတဲ့နောက်နေ့ကစပြီးတော့ခင်မစီကအဆက်အသွယ်မရလို့အိမ်ကိုသွားချောင်းပါ ါတယ်ခင်မကဝေဝေဆိုတဲ့မျိုးသမီးတစ်ယောက်နဲ့အိမ်မှာတရားနေတာမြင်လိုက်ရပါတယ်နောက်နေ့မှလည်းခင်မကိုဆက်သွယ်ကြည့်ပေးမယ်ဘယ်လိုမှဆက်သွယ်လို့မရပါဘူးစိတ်တွေကဘယ်လိုမှစူးစီးမရလို့လေ့ကျင့်ခန်းတွေအပြင်းထန်လုပ်ပါတယ်အခုရက်ပိုင်းကေတီဒူးဆန်းနေလို့အအောင်ကစိတ်ပူသွားပါတယ်ကေတီကတော့နေရနောက်ကလူကအအောင်လို့ပဲထင်နေပါတယ်အိမ်က CCTV မှတ်တမ်းတွေအပြက်ခံတာလို့ကေတီကတန်တရားပုံဝင်သွားပါတယ်ခင်မအိမ်ကိုသွားကြည့်တော့လည်းအိမ်ကတကားပိတ်ထားပြီးတော့လူရိတ်လူရောင်တော့မမြင်ရပါဘူးအိမ်ထဲကိုချောင်းကြီးလိုက်တဲ့အချိန်မှာပဲကြောင်ညာလေးတစ်ခုကိုမြင်လိုက်ရပါတယ်ခင်မတက်ပုံပြပွဲလုပ်ဖို့စီစဉ်ထားတဲ့ပြကန်းကိုဆက်သွယ်ကြည့်တော့ပြပွဲပြတ်သွားတာတည်လိုက်ရပါတယ် ်။လင်းမောင်းနေတဲ့အချိန်မှာလည်းစိတ်တွေကြောက်ကြဲဖြစ်တာများလာပါတယ်။ခင်မအိမ်ကိုနောက်တစ်ခေါက်လာကြည့်တော့အိမ်ထဲမှာသေးရည်နဲ့လဲနေတဲ့ခင်မပုံကိုမြင်လိုက်ရပါတယ်။တကယ်မဟုတ်ဘဲနဲ့ထင်းရောင်ထင်းမဖြစ်နေတာကြောင့်ဘာဆက်လုပ်ရမှမသိပါဘူး။အိမ်ထဲကထွက်လာတဲ့အချိန်မှာကန်းချီမှာကြာနေတဲ့ခင်မလက်ပတ်လေးကိုမြင်လိုက်ရပါတယ်။ခင်မတီလားရှင်လားတည်ကျင်လို့အအောင်ကိုလက်ပတ်လေးပြပြီးတော့ခင်မအကြောင်းမေးကြည့်ပါတယ်။ခင်မကလေးလိုလူသားမလို့ဘယ်သူမှသူ့အကြောင်းသိချာမသိပါဘူး။ခင်မအကြောင်းသိကျင်လို့ခင်မကြီးစားဖြစ်တဲ့ဝေဝေးနေရာကိုစုံစမ်းကြည့်ပါတယ်။ဝေဝေးကတူချိုမှာပကြည်ပြဝဲလုံးမယ်ဆိုလို့အအောင်မသိအောင်လို့လေရင်လက်မှတ်ဝယ်ပြီးတော့သွားပါတယ်။တူချိုရောက်ချင်းမှာပဲကေတီမှာကိုဝင်ရှိနေတဲ့အကြောင်း အောင်နဲ့လှန်ပြောပါရယ်ဝေဝေနဲ့တွေ့ခဲ့ပြီးမြခင်မအကြောင်းပါတခုမှမသိကြရပါဘူးမျက်စိရှိမှရှိတဲ့လူမှန်သမျှကိုခင်မလို့ထင်ပြီးတော့လိုက်ကုန်နေမိပါရယ်ဒီတစ်ခေါက်လေရင်မောင်းရင်ကနေအတွေ့လုံပြီးတော့တိုက်မိမလို့ဖြစ်တာကြောင့်လိုင်းစင်အသိခံလိုက်ရပါရယ်တွေးစင်းမှုခံယူရပြီးတော့စိတ်သက်တွေပါကြာသွားပါရယ်စိတ်စစ်ထွက်ချက်ရတော့ကေတီကိုရဲမှာဘန်ဆိုရီအများကြီးရှိနေရဲဆိုတာသိလိုက်ရပါရယ်ဘန်ဆိုဆိုတာကနာကျင်မှုကိုရှော့ချပေးတဲ့အဆင်ဖြစ်ပြီးတော့ဆိုဂျိုးအနေနဲ့မူဝေတာထင်အောင်ထင်မှဖြစ်တာတွေကြုံရမှန်သိလိုက်ရပါရယ်အိမ်ပြင်မှာအအောင်နဲ့စကားပြောနေတဲ့လူကိုမြင်ပြီးတော့အချွတ်ပြည့်ရတဲ့ကိုပြန်တရီရလာပါရယ်ကြောက်အားလန်အားနဲ့အိမ်ကထွက်ပြေးသွားတာကြောင့်အအောင်ကနောက်ကနေ ေပြန်လိုက်ခေါ်ပါရယ်။လမ်းမှာကားတက်ခံရရပြီးတော့ KT ကဆေးရုံကိုရောက်သွားပါရယ်။ကန်ကောင်းလို့မသေးခဲ့ပေမယ့်အောက်ပိုင်းနဲ့မျက်စိတစ်ဖက်ခိုက်မိသွားပါရယ်။မျက်လုံးကထင်ရကိုပတိလာဖြစ်လို့မှန်ထဲမှာကြည့်ကြည့်လိုက်ပါရယ်။မှန်ထဲမှာမြင်လိုက်ရတဲ့မျက်လုံးကြောင့်အကုန်လုံးကိုပြန်သတိရသွားပါရယ်။ခင်မအိမ်ကိုရောက်သွားတဲ့အချိန်ခင်မကဝေဝေနဲ့ချစ်ကြည်နူနေပါရယ်။သူတို့နှစ်ယောက်နံပြားရိုက်တာကိုအပေါက်ကနေချောင်းကြီးရဲ့လူက KT ဖြစ်နေပါရယ်။နောက်ရက်ဒီမှာလည်းအမြဲလာချောင်းရင်နဲ့တရက်တော့ခင်မကွန်ပျူတာတွေကနေသူ့ရဲ့ကိုလုံးဒီပုံနေမြင်လိုက်ရပါရယ်။ခင်မကဒီပုံနေနဲ့ချင်းချောက်လို့ဒေါသထွက်ပြီးတော့ကြောက်ခဲနဲ့ထူချလိုက်ပါရယ်။ခင်မပွဲချင်းပြီးတည်သွားလို့လမ်းပြီးတော့အအောင်ကိုဖုံးလဲဆက်ပါရယ်။အအောင်နဲ့ ဲ့လူတယောက်ရောက်လာပြီးတော့ခင်မကိုအလောင်းဖြောက်လိုက်ကြပါတယ်။ဒီကိစ္စကြောင့်ကီတီခြောက်ရှားနေလို့အောင်ကဗန်းစိုးထိုးပေးပြီးတော့အဲ့ဒီအဖြစ်ပျက်တွေကိုထင်အောင်ထင်မှားပြန်အောင်လုပ်လိုက်ပါတယ်။အဖြစ်မှန်တွေကိုသိသွားပြီးစေယုံကဆင်းတော့အောင်နဲ့အတူမိမိအိမ်ကိုပြန်သွားကြည့်ရင်တလန်လေးကပြီးဆုံးသွားပါတယ်။စိတ်တူကိုယ်တို့အိမ်တော်ဘက်ရှာဖို့ဘလောက်အရေးကြီးလဲဆိုတာသက်သေပြသွားတဲ့ကာလေးဖြစ်ပါတယ်။အဆုံးနဲ့ကြည်ပေးလို့ကျေးဇူးတင်ပါတယ်။ like